နင်းလေခင်တခုမှတော့ဖိုတူမီဝိုင်းတုပ်ပေါ်နေငပိန်တို့ကထုတ်စီတူတန်းကစားနေကြတာပါကစားနေမီဝိုင်းကခြေထောက်ခောက်ပြီးတော့ချော်လေးသွားတယ်အမလီအာနားလိုက်တာဟဲ့ငါ့ကိုလေထူးကြပါဦးဟာဒီမှာခြေထောက်ခောက်သွားပြီဖိုတူတို့အားလုံးလေးမီဝိုင်းနောက်ကိုပြေးသွားလိုက်ကြပြီဖိုတူဟာမီဝိုင်းရဲ့နင်းရလေခါတိုင်းဆော့ရင်လေချော်လဲနေကြပဲဥစ္စာအခုမှဘာဖြစ်နေရလဲအေးလေနင်းရလေအခုမှဖြစ်ဘူးတာကြလို့အဖြစ်ကိုသေးတယ် မိဝိုင်းကလည်းသူနာနေတာဝိုင်းပြောနေကြတဲ့အတွက်စိတ်တူတူနဲ့ပြောလိုက်တာဟဲ့အခုကတကယ်နာတာဟဲ့ခြေတော့ခောက်ပြီးတော့လဲသွားတာအေးနေခြေတော့ထောက်ဖို့လွယ်အောင်မှာမဟုတ်ဘူးဟာအေးငါစဉ်းစားနေတာမနှက်ပြန်ကြောင်းပြဲရမလားလို့ခြေတော့ခောက်တာလေးဟာခြေကလေးတည်းမှကြာဘယ်နဲ့လုံးမှာသူဆိုလीခြေတော့တွေလိမ့်နေရတော့သူ့အလို့သူလုံးနိုင်သေးတည်းချောက်ဖို့လीဟဲ့တေးရတေးလူဝလူလေးငါကလူဟဲ့နားတက်တယ်ငါတို့ကြံရပြီ ဟိုသူခြေတော့နေနေရတာဘလို့တီးခတ်နိုင်လဲဆိုတာဒီလက်ရှိမလားလို့လေငါတို့ခြေကလေးတရေမအောင်ခေါ်ပြီးတော့အင်တာဗျူးကြမလားဟာမင်းတို့ကလည်းစလာကြပြန်ပြီကွာငါကြောက်တယ်ကွာဟိုတရေတော့တကူးတကာကြီးကွန်မဏီချင်မအောင်ကွာတော်ပြီးတော့ပြီငါပြန်တော့မှာမင်းကလည်းကြောက်မယ်ဆိုတာကြည့်ပဲလာစမ်းပါကွာခြေကလေးမစီကခြေတော့မနာနေပြန်ပြေးလဲငါတို့ဘူးသူတို့ရရမောကွာအေးငါလေးစိတ်ဝင်စားရင်ငါတို့ခြေကလေးတရေမအောင်ခေါ်မိကြမယ် အကြောက်တန်နဲ့တုတ်ဖို့ကတော့မိုးကျုပ်တော့မင်းဟာနေရဝင်နေပြီပြန်ကြတာပဲကောင်းပါလေကွာအရမ်းမမောင်ကြီးပြန်มาပါဟာ လာစမ်းမတုတ်ဖို့ရာမင်းကိုပြောနေအကျိတ်ကြတယ်တုတ်ဖို့လည်းဘာမှမပြောတာတော့ပဲနဲ့ကန်လန်ကန်လန်နဲ့ဖိုးထုတို့ကြောင့်ပါသွားရတော့လားဖိုးထုတို့လည်းအချိန်ကလေးတည်းမအောင်ကိုဖို့ထွက်လာကြပြီလမ်းတနေရာရောက်မှာတော့ အားလုံးလည်းရက်လိုက်ကြပြီဒီနောက်တော့ဆိုရင်အဆင်ပြေပြီကွလူလဲရှင်နေမိုးလဲကျုပ်နေပြီဆိုတော့တရေလဲထွက်လာလို့ဒီအေးဒါဆိုခေါ်လိုက်တော့လေအေးမြက်မြက်ခေါ်တော့ငါတော့လေတေချာမောက်လောင်းရဲတယ်ခြေကလေးတရေလဲသူ့ခြေောက်နာကြောင်ပြောလိမ့်မှာမယုံရင်စောင့်ကြည့်ငါတက်တည်ပြမိမရဲ့နေမလဲတက်တည်ပြကျင်တာနဲ့တရေပါ ခေါ်ရတယ်လို့ဟိုကောင်ကြီးကလည်းလို့တူလို့ပါပြီကဲကဲတော့ကြတော့ငါစခေါ်တော့မှာခြေကလေးမတရေရဲ့ ခြေကလေးမသည်ရဲ့ဖိုတူတိုင်မင်ခေါ်ပြီးရနဲ့မိဝိုင်းတို့လည်းညာဘက်ကြီးတိုင်မြိုင်အော်လို့လိုက်ခေါ်လိုက်ကြတာခြေကလေးမသည်ရဲ့ခြေကလေးမသည်ရဲ့အဲ့လိုအော်ခေါ်ပြီးခဏခလန်းလန်းကနေခုံစွားခုံစွားနဲ့ခြေကလေးသည်ရဲ့မှာကကြောက်စရာအော်တန်ကြီးနေတူဖိုတူတို့စီကိုရောက်လာခဲ့တာခြေကလေးမသည်ရဲ့ကညောင်းကြီးလားညောင်းငယ်လားဟိုးဟိုးအမသည်ခဏနေပါဦး ကျွန်တော်တို့ကမဟုတ်ကစားဖို့ခေါ်တာမဟုတ်ဘူးဗျမင်းကုန်းလေးတွေမေးချင်လို့ဗျာဟုတ်တယ်လို့ဗျာဟိုကျုပ်တို့ထုတ်စီတော်ရန်ဆော့ရင်နဲ့ဒီရမီဝိုင်းကကျော်လဲသွားတာဗျာသူ့ခြေထောက်တစ်ပတ်ခောက်သွားတယ်မီဝိုင်းကသူ့ထိခိုက်သွားတယ်ကျွန်တော်နဲ့လမ်းလျှောက်ရင်နာမာတဲ့အဲ့တော့ကျုပ်တို့ငင်းကြရင်နဲ့ချစ်ကလေးတည်းရဲ့မရောချစ်တဲ့ဘက်တဲနဲ့လျှောက်သွားနေရတာနာမလားဆိုတာသိကျင်လို့ခေါ်မေးလိုက်တာပါခင်ဗျတည်းရဲ့မလည်းတလူကြားလိုက်တော့စိတ်တို့သွားပြီးပြောလိုက်တယ်အောင်မေရရဆော့ဆော့ မင်းတို့လိုမလောင်လေးမလောက်စားလေးတွေကများငါ့ကိုပြောင်တယ်လို့ပြက်တယ်လို့နဲ့ခေါ်ပြီးဟောဝါမေးချင်ဒီဟာမေးချင်နဲ့မေးတယ်ပေါ့ဟိုပြောင်လာတော့မဟုတ်ပါဘူးကျမအတွက်တကယ်ရေးကြည့်လို့ပါချက်ကလေးတည်းရမသာခြေတော့ထိကြိုက်သွားရင်နန်းလျှောက်ရတာဘလောက်ခက်ခဲကြောင်းမပြောလို့ရှင်သူတို့ကယုံကြမှာမဟုတ်ဘူးရှင်ဟဲ့မြို့ဝိုင်းငါတို့မယုံလို့မပြောမိဘူးနော်ဘာမှပြောမပြနိုင်ဘူးဟေ့ငါတယောက်တည်းပြင်းလို့စော့စီကတကယ်ကြီးရှာရောင်ရောက်လာငါအသေးချောက်ပြရင်နင်တို့ကကြောက်မယ်ပေါ့ ဒါဆိုငါလည်းအပြင်းပြေတယ်။အခုတော့နင်တို့ကငါ့ကိုမကြောက်တဲ့ပြင်ငါစီရပါအင်တာဗျူးနေကြတာ။တော်တန်တိတ်။ကိုကကိုတော့ခြေကလေးနဲ့မနှဲလျှောက်နေရတာ။အာအာရှာရှာဒင်းလိုမိတာဖြေးရအောင်ပါလေ။အံ့ဩပါတော့။တရဲမှလည်းပြောဆိုပြီး စိတ်ဆိုးလို့နေရာနေထွက်သွားလိုက်တော့တာ။ဖိုးထူကဟင်မပြောပြနိုင်ဘူးဆိုပြီးတော့သူပဲပြန်ဖြေသွားတယ်။ကဲနင်တို့ငါ့ကိုရှုံးမိမလား။တရဲမှတော့လာရတာမလွယ်ဘူးတဲ့။အေးပါဟာနင်းမှန်ပါလေ။ ငါတို့ပဲအရှုံးပေးတယ်ဟုတ်ပလားမင်းတို့သိကျင်တာသိရရင်လည်းပြန်မယ်ကွာမိုးကြုံနေပြီကွာလူကြီးတွေစိတ်ပူနေမှာအော်ကြီးဟုတ်တာပဲတော်တော်မှောင်လာပြီဒါဆိုရင်ပြန်ကြမယ်ကွာအားလုံးလေးညမှောင်လာတော့အိမ်ရောက်ရင်စုခံရမှစိုးရနေခက်သက်သက်ရှောက်လာခဲ့ကြတယ်အားလုံးလေးအိမ်ပြန်ဖို့မြန်လျှောက်လာကြရင်လမ်းတနည်းအားအရောက်အတော်ကြီးတယောက်ကိုတွေ့လိုက်ကြတာအတော်ကြီးကကြောပြီးပြီးလမ်းဘေးကကြုံနေတဲ့ဟိုရှာတီရှာလုံးနေတော့ ်ဖိုးထူးတို့လည်းတော်ဆက်စုကြပြန်နေဖိုးထူးကအထွေဘိုင်းရှာနေရတော့ဗျညာကြီးမို့ချုပ်မိမပါပါမပါနဲ့မြင်ရောမြင်ရရဲ့လားဗျဟုတ်သားပဲတော်ရဲ့အရေးမကြီးမနဲ့မှရှာပါလားဗျငပိန်တို့ပြောတော့အတော်ကြီးလေးဖိုးထူးတို့ဘက်ကိုလှည့်လာပြီတခြားတော့မဟုတ်ပါဘူးသားတို့ရဲ့အတော်ရဲ့လက်လေးတစ်ပတ်ပြောက်သွားလို့အဲ့ဒါဘယ်သားမှများရှိမလဲလို့ရှားနေရပါဟိုသားတို့အချင်းရရင်ကုရှာပေးကြမအောင်လား ဖိုးတူတို့လည်းအဲ့ဒီကြားမှာတရေမန်းတိတ်ပြီးကြောက်လန့်အံဩသွားကြတယ်။တော့ဘောဟာဖိုးဖိုးဖိုးတူတရေဟာဒါတော့ငါတကယ်ကြောက်တယ်နော်။မခေါ်ပေးရှောက်လာတာပြေးကြရအောင်ဟာ။တော့ဘောဟာမင်းရလေတရေဆိုရင်ကတော့ငင်းနေကိုဖြစ်ကုန်။အိမ်တွေလေးလည်းထဲအောင်မှာပေါ့။ဟုတ်ကဲ့စိတ်တော်မရှိပါနဲ့။ဟိုကျွန်တော်တို့လည်းအိမ်မြန်ဖို့နောက်ကျနေလို့ကုတော့ရှာမရတော့ဘူးဗျ။တကယ်လို့အတော်ကြီးတရေမှာကုညင်လို့ရတယ်ဆိုလုတ်ပေးနိုင်နေသူတို့သိတယ်။ခေါ်ပေးရမလားဗျ။ဟမ် အေးကွယ်လှုပ်ဆမ်းမအောင်အတော်လေးတယောက်တည်းဆိုတော့ရှာရတာပြေးနေရဟုတ်ဒါဆိုကျွန်တော်ကူညီပေးနိုင်မယ်လို့ခေါ်ပေးမယ်နော်ဖိုတူလည်းအဲ့လိုပြောလို့အတန်ကျဲကျဲနဲ့ထောက်အောင်လိုက်တယ်ခြေကလေးတည်းမရေခြေကလေးမတည်းရေအဲ့လိုအော်လိုက်တော့ခြေကလေးတည်းမကရောက်လာရပြန်တော့အော်ငါ့ကိုခေါ်တာဘသူများလဲလို့မင်းတို့ပဲဟိုဒီလိုပါဒီကတော့ဘာမှမင်းမလို့မဟုတ်ပါဘူးဟိုဒီကလက်တပြက်ပြက်တည်းမက သူ့လက်ရှာနေရတယောက်တည်းပြင်းလို့ဆိုလို့အဖေရအောင်ချစ်ကလေးတရေမအောင်ခေါ်ပေးလိုက်တာပါခင်ဗျဟုတ်တယ်ဗျတရေချင်းချင်းရိုင်းမိနစ်နေနဲ့ကုညီပေးလိုက်ပါဗျာနော်ချစ်ကလေးတရေမလေးလက်တစ်ပတ်ပြက်တရေမအောင်ကြည့်လို့ကိုချင်းဆောင်သွားပြီးပြန်ပြောလိုက်တယ်အေးငါလေးလီတယောက်တည်းဆော့ပြီးမဲ့သူမရှိတော့ပြီးနေရနဲ့တော်ပဲအခုတော့တရေပေါ်တယောက်ရတာမို့ငါတရေတငယ်ချင်းလက်ကိုငါဘေးကူရှာပေးလိုက်ပါမင်းတို့ပြန်တော့သွားသွားဟုတ်တယ်တော်လေးပြေးနေရအခုတော့အဖော်ရပြီ သားတို့ကြီးစုတင်လိုက်တာကွယ်။အော်တရေမတော့တငယ်ချင်းပေါင်းနှိပ်ရှိဖို့လိုသေးတာ။ငါမလေးနင်တို့လိုတငယ်ချင်းနေရှိရဲ့အတွက်အများကြီးကုန်ယူတယ်ဟာ။နောက်ဆုံးတော့အခုမှငါတို့ရဲ့တန်မှုနင်နားလေတယ်ပေါ့။တောင်းမှအခုလူမအဖို့တရေမအပေါင်းဖို့ဆိုတာငါနားလေသွားပြီပေါ့ကွာ။ပေါကရရှောက်ဆက်လိုက်တဲ့တူဘောစကပုံကြောင့်ဖိုးသူတို့တငယ်ချင်းနဲ့လဲဆဲလွန်လက်လို့ရီမောလိုက်ကြတော့တယ်။ နက်ခင်းတစ်ခုမှာမိဝိုင်းငပိန်နဲ့တော်ပေါ်တို့လမ်းလျှောက်လာကြတယ်။လမ်းတနေရာရောက်မှာတော့ပို့တုကိုမြင်လိုက်ကြတာ။မိဝိုင်းကဟဲ့ခမလာနေရပို့တုမလား။အေးဟာဘာဖြစ်လာလဲမသိဘူးနော်။မျက်နှာလည်းမကောင်းသလိုပဲ။အေးမေးကြည့်ရအောင်လေ။ပို့တုအနာရောက်တော့မိဝိုင်းကမေးလိုက်တယ်။ဟဲ့ပို့တုဘာဖြစ်လာလဲမျက်နှာလည်းမကောင်းပါလား။အေးဘာလဲမင်းအမေဆူလိုက်လို့လား။ မေကစူတော့စူလေကွာဒါမဲ့ငါလည်းမလုပ်ပဲနဲ့အစုကန်လိုက်ရလို့ပါကွာဟမ်ဘလို့ဖြစ်တာလဲငါတို့ကိုလေပြောပြပါဒီလိုငမေကအိမ်မာလီဟင်းတွေဇက်တိုက်ပြောက်နေတာအစကတော့တတိမထားမိဘူးနောက်ပိုင်းကျရက်စိတ်လာတယ်ကွာအဲ့ဒါနဲ့အမေကငါကိုစားရတဲ့တင်းပြီးဒီရက်ပိုင်းစုကန်ရတယ်ဟာဒီမနေ့လေဘုံကြီးစွန်လောင်းမှုညရီကကြော်ထားတဲ့ငါးရီမနေ့ကျမရှိတော့ဘူးလေအဲ့တော့ပုံငေါက်ခံရတာပေါ့ကွာ ဖုန်ကြီးစွန်းလောင်းမှုငါခိုးစားပါတယ်ဆိုပြီးတော့ပေါ့ဒါဆိုနေမစားပဲနဲ့ဟင်းနေရဘဲရောက်သွားတာတော့ဟဲ့ငါလဲအဲ့ဒါပဲသိကျင်နေဟာညတိုင်းစောင့်မမ်းမဲ့လောက်တာလဲအိပ်ပျော်သွားတယ်ဟာဒါဆိုဒီလိုလုပ်ပါလားငါတို့လည်းလိုက်ဆောင်မိမယ်လေမင်းတယောက်တည်းမဟုတ်တော့အပြင်းတော်ပြပြီးမိတ်ကျင်တော့ပေါ့ကြည်လဲလောင်ဖို့သူရေတုံဘောခေါ်သွားမှဟင်းနေမဟုတ်ထမင်းမှာပြောက်နေအောင်မေဟိမင်းကလေငါခိုးတော့မစားတတ်ပါဘူးကွကျွေးမှာစားတာပါအေးပါကွာကျေးဇူးပါ ဒါဆိုဒီညတော့ငါ့အိမ်ကိုလိုက်ရကြကွာဒလုံးနဲ့မိဝိုင်းတို့အဖွဲ့လေးဖိုးတူးအိမ်ကိုပါသွားကြတယ်တိတ်ဆိတ်တဲ့ညာကင်းမှာအမောင်တို့ကတပြေးပြေးနဲ့ကြီးမင်းဝင်ရောက်တာဖိုးတူးကတော့တကူကူဖြစ်တော့မယ်ဆိုတာသိစိတ်နဲ့မျက်နာမရွှေမလန်းဖြစ်နေတော့ဘောကဖိုးတူးကမင်းရလေငါတို့လိုက်အိပ်ပြီးတော့အခုဒီမျက်နာကလည်းမအီမသားနဲ့ငါလည်းတွေးမိတွေ့ရတွေးနေလို့ပါကွာဒင်ရတာထက်ပြောက်သွားရင် အမေကထက်စုံမှာကွာနင်ကလေအမေစုလဲဘာဖြစ်လဲမညွန်ညင်ပါနဲ့ပုံမြင်တော်ရှိသေးရဲ့လीအမေနောက်ပါအောင်မိဝိုင်းရဘာပုံမြင်နေတော့ဟာဒါတို့လေဟာဟိုးရှိရှိတော့မင်းတို့မိနမ်းမတက်ခင်မင်းသားဘဝမှာသူကမဲတော်ကိုကိုွယ်တဲ့ဆရာတော်စီမှာပညာသွားတင်ခဲ့ရတယ်အဲ့ဆရာတော်ကငါကြောက်ဆိုတိတ်ကြိုက်တာစုံပုံနိုင်မပါမဖြစ်ပဲပေါ့ဟာငါလဲငါကြောက်ကြိုက်တယ်မင်းစုံစားငါတို့တိပါတယ်တော်ပေါ်ရဲ့စကားပြောနေဝင်ဝင်မဖြတ်ဆက်မှနဲ့ ဟုတ်ပါဒါဆိုငါဆက်ပြောမယ်နော်တရက်ကြာမင်းသားကိုဆရာတော်ကငချောက်တပြားသိမ်းခိုင်းခဲ့တာဆရာတော်ဖုံးမဲ့နေကြမင်းသားလေးငချောက်ကိုတွားယူတာပေါ့အဲ့ဒီမှာငချောက်ကပျောက်နေပါလေရောမင်းသားကလည်းသူ့သေးချာသိမ်းသားကြောင့်ရှင်းမြခဲ့ပေမယ့်ဆရာတော်ကတိုင်းမြေတစ်ခုလုံးအုပ်ချုပ်စီမံရမယ့်လူကငချောက်တပြားတော်မထိန်သိမ်းနိုင်ရကောင်းလားဆိုပြီးချိန်နဲ့ဆော်တော့တာပေါ့အေးတကယ်ကလေဆရာတော်ကမင်းသားကိုစုံမတဲ့အနေနဲ့ရိုက်တာဟာငချောက်ပြားတပြားတော်မထိန်သိမ်းနိုင် သူတရက်ဘရင်ဖြစ်တဲ့အခါတိုင်းမီကိုဘလို့မင်းလို့ပြီးအုပ်ချုပ်မလဲဆရာတော်ရဲ့စေတနာကိုနားလည်သွားတဲ့မင်းသားသူဘရင်ဖြစ်တော့သူ့ရဲ့လက်ဦးဆရာဖြစ်တဲ့ဆရာတော်ကိုအစာရောင်နေဖွဲထူးနေနေတော့ကိုငယ်ခဲ့သေးတာငါဒီပုံမြင်လေးပြီးတော့အဓိကပြောချင်တာကဖို့ထူးပဲဖို့ထူးနင်းလဲနင်းမေကိုမညိုညင်ပါနဲ့ဟာနင်းကိုစူတယ်ဆိုတာနင်းကိုကောင်းစေချင်လို့ဆုံးမရဲလို့ပဲသဘောထားလိုက်ဦးမေမိဝိုင်းကဒလို့ကြလဲဟုတ်နေရောအေးပါဘာပဲဖြစ်ဖြစ်မင်းတို့ကျေးဇူးတင်ပါတယ်ကွာ ဒလုံးနဲ့စကားပြောနေကြပြီးညနေပြီးတော့ပိုထရိုလျောက်လုံးအိမ်ငယ်မီအိပ်ပျော်သွားကြတော့လားမနဲ့လဲမိုးလင်းလာရောငပိန်ကနိုးလာပြီးအလန့်တကြားနေထော်ရီဟဲ့နီဟဲ့နီထားကြတော့ဟာစက်တောင်တိုးနေပြီအားလုံးလဲလန်နိုးလာကြပြီးတော်ဘောကအိတ်ချင်မှုတူနေငပိန်ကဘာတွေထောက်အောင်နေရလဲနားညှိလိုက်တာကွာမိဝိုင်းလဲတော်ဘောကိုတစ်ချက်ရှိုင်းလိုက်တီထတော့ဟဲ့ တညာလုံးစောင့်ကြည့်ကြမယ်ဆိုပြီးအခုတော့မုန်းလင်းသွားပြီကောင်းရောအဲ့ဟာလေနေပုံမြင်နားထောင်လို့အိပ်ပျော်သွားတာအောင်မနေပါတော့အိမ်ရင်မရင်မတ်တယ်ပေါ့ပါလေငါ့ကိုလွှဲချနေတော်ပေါ်နဲ့မိဝိုင်းစကားများတာကိုနားထောင်ပြီးစိတ်ရှုပ်နာနေဖို့သူဟာဟဲ့ောင်းလေတော်တော့ဟာနောက်ဘက်ကိုသွားကြည့်ကြအောင်ဘာဖြစ်ပြုံးမလဲမသိဘူးအကောင်လုံးအထိတ်တလန့်ဖြစ်သွားလို့နောက်ဘက်ရှိကောအကောင်လုံးအပြေးနှံလိုက်ကြတယ် မိဖို့ကြောင့်နဲ့ရောက်မှာတော့ဖိုးတူအားထဟော်လိုက်တာဟာကိုမြန်မီကွာပေါသွားမြန်မီဒီတကလေးဒါဆိုရင်တော့မဖြစ်တော့ငါတို့ကိုချက်ကြီးကိုကုညီတောင်းမှရတော့မှာတရက်တွေဘာတွေဖြစ်နေမလွယ်ဘူးကွာအေးဟုတ်တယ်ကိုချက်ကြီးကိုခေါ်ရမယ်ငါတို့ကြီးဆိုအိပ်ပျော်သွားတာနဲ့တရက်ဆိုလည်းကိုချိုးသွားရင်ခံလိုက်ရမှာမိမိုင်းပြောတာမှန်တယ်ငါကစင်အောင်အောင်နိုးတာမဟုတ်ဘူးရဲ့တရက်သာရှိလို့ကိုချိုးခံရရင်ငါထိတ်ဆုံးအောင်ဖြစ်မှာကွာကိုချက်ကြီးစီကိုသွားခေါ်ကြရအောင်ကွာ တလူနဲ့ပိုးတရိုလေးယောက်နဲ့မော်စီယာချက်ကြီးအိမ်ကိုထွက်လာလိုက်ကြတယ်။ချက်ကြီးရဲ့အရောင်းအားလုံးကဝိုင်းဝန်းလိုက်ကြတာ။ကိုချက်ကြီးဘာလုပ်နေလဲဗျခဏလောက်ထွက်ခဲ့ပါဦးကျွန်တော်တို့ကုညင်လိုနေလို့ပါဗျ။ချက်ကြီးကခက်တော့တော့အိမ်ရှိထွက်လာပြီ။ဘာဖြစ်ကြရတော့ကွာမင်းတို့ကလည်းနော်တကူမဟုတ်တကူဖြစ်မှပဲငါစီပေါ်လာတယ်။ကိုချက်ကြီးကလည်းဗျနောက်မှစိတ်ဆိုပါ အခုကျွန်တော်ယူလိုက်ခဲ့ပါအောင်တရားလာပါလားမသိဘူးဗျာဟင်းတွေပြောင်းနေတာတပတ်ဆယ်လောက်ရှိပြီဗျဟုတ်တယ်ဗျမနေ့ကကျုပ်တို့လိုက်ရပေးရလဲအကုန်လုံးအိပ်ပျော်သွားကြတာမနေ့ကပါသွားပါလိမ့်ရောကျုပ်တို့တေးရအိမ်ငွေများချတာလားမသိဘူးနှိုးကိုမနှိုးရဲသူတို့အဖွဲအကြောင်းတေချာသိနေရဲ့ကိုချက်ကြီးကမတုံမလုံးနဲ့ပဲပြန်ပြေးလိုက်တယ်မင်းတို့ကလေအဖိုလေးကပြောပြန်ပြီမင်းတို့အကြောင်းမသိရင်ခံမှာကလတ်တေကလတ်မောနဲ့အိတ်ကြလားညာကဲလာလာသွားကြမယ် ျလို့ပြောပြီးတော့မော်စီယာချက်ကြီးနဲ့ဖိုးထုတို့လည်းထွက်လာနိုင်ကြသည်။ညရောက်မှတော့ချက်ကြီးနဲ့ဖိုးထုတို့လည်းတရဲကိုစောင့်မန်းမှုရင်းနှွေးတောင်းနှစ်ဖက်ဆိုင်နဲ့ထိုင်နေကြလာ။ညနေပိုင်းရောက်အိမ်တော်ဘေးကနေတခုခုပြုတ်ကြနေတဲ့အောင်ကြားလိုက်ရတယ်။အဲဒီကတုတ်ပေါ်ကအလန့်တကြားနေ။အမလေးဗျ။ခူချက်ကြီးကြားလား။လာနေပြီတင်နေ။အေးတွေ့ကြသေးတာပေါ့။ဒါကွာသွားကြည့်ကြရအောင်။ ဖိုးတူတို့လည်းချက်ကြီးရဲ့နောက်ကနေတမ်းမီတို့လိုကြောက်ကြောက်နဲ့လိုက်သွားကြတယ်။မိဖို့တဲ့ရောက်မှာတော့ရေကြီးတခုကိုတွေ့လိုက်ရတာ။အလုံးကလည်းလန့်ပြီးအော်ဖို့တော်မိတ်နေကြတယ်။တူဘောကတုံတုံရှိရင်နေ။ဟေးဟဲ့အောင်နေဟဲ့အောင်နေဟိုမြင်မြင်လားကွာမမေမမေမြင်နေလေကွာမြင်လို့ငါတို့လည်းပါးစပ်ပိတ်နေရတာ။အဲ့ဒီအချိန်မှာမိဝိုင်းနဲ့ပူတူကတိုက်မိပြီးလန်ဒီယာဒမ်မီကလွတ်ကျသွားတယ်။ အရေးကြီးကလေသူတို့နာရောက်လာတယ်လို့ဖြစ်သွားတော့ဖိုးသူတို့အားလုံးကနဲ့ပြီးတော့အော်လိုက်ကြတာအောက်မလေးဘာကြီးလဲငါတို့စီကိုလာနေပြီဟာမင်းတော့ကလေကွာအော်မေးဆိုတာကြည့်ပဲတေချာလေးကြည့်အောင်ကြောင်မဟာဟမ်ကြောင်ကလက်တော့ဝင်းနဲ့ဖုံးနေလို့အရေးကြီးထင်နေရလားအဲ့တော့မှဖိုးသူကမကြည်နဲ့တက်လေးတန်းနေအော်ဒါဆိုငါ့အိမ်ကဟင်းနေကိုခိုးစနေတာဒင်းပေါ့လေဤကွာကြောင်တန်မပေးဘာမပေးနဲ့ ဟုတ်ပါမင်းတို့ကတရေရေဆိုလို့ငါမှဂါရာတွေမမိအောင်မင်းမှတ်နေရတာကိုကြကြည့်ရလေမော်စရာလုံနေပြီးတော့ဂါရာကအလို့မရအောင်လားဗျဟာဂါရာတွေကအများကြီးလေကွာငါလည်းဘယ်လိုလုပ်ပြီးတော့အကုန်မှတ်မိပါမလဲမိဝိုင်းကကြားပြတ်ဝင်ပြောလိုက်တယ်နေကြမအောင်ဟာဒါဆိုဒီကြောင်ဘယ်လိုဖြေရှင်းကြမလဲကျောင်းကဖိုးထုတ်အိမ်ကဟင်းကိုခိုးစားတာဆိုတော့ဖိုးထုတ်ရမင်းမဲမွေးစားလိုက်တော့ဒါဆိုနောက်သူလဲခိုးမစားတော့ အေးဟုတ်တယ်မင်းလည်းအဖွယ်ရတာပေါ့ကွာဟာမဖြစ်ပါဘူးငါမင်းကအကောင်မလောင်နေဆိုကြိုက်တာမဟုတ်ဘူးငါထပ်ပြီးတော့အစုခံရလိမ့်မယ်ကွာဒါဆိုမင်းမမွေးစားရင်ဒီဆောင်ကလင်းလွင့်ကြောင်နေဖြစ်နေရှာမှာကြောင်လေးကြည့်ပါဦးတနာပါလေငါကမွေးစားခြင်းမင်းမဲ့အမြင်နဲ့ပြင်နေသွားနေတဲ့တော့တေချောင်မမွေးနိုင်မှာစိုးလို့ကွာကဲပါဗျာထားလိုက်တော့ကြောင်လေးပုံစံလေးကြည့်စရာလေးဆိုတော့ကျုပ်ပဲမွေးလိုက်ပါတော့မယ်ဗျာအမေဆိုရင်လည်းအစူသာခံလိုက်တော့မယ်ဝူ ဒလုံနဲ့ဗိုလ်သူလည်းကြောင်လေးကိုဝေးစားဖို့အတွက်စီစဉ်လိုက်တော်တယ်အဲ့နောက်ပိုင်းဗိုလ်သူတယောက်အပြင်ထွက်တာမတွေ့ရတဲ့မိဝိုင်းတုတ်ပေါင်းငပိန်နဲ့ချက်ကြီးလိုတိုက်မိပြီးဗိုလ်သူအိမ်ကိုဗာများဖြစ်လို့လေဆိုပြီးမင်းမြတ်ကိုရထွက်လာလိုက်ကြတာလမ်းတနေရာရောက်ဗိုလ်သူတယောက်အထုပ်တွေဆွဲပြီးထွက်လာတွေ့လိုက်တဲ့အတွက်အားလုံးကအံ့ဩသွားကြတယ်ဟဲ့ဗိုလ်သူဖယ်သွားမှလည်းထုတ်တယ်နဲ့အေးလေမင်းကလည်း ခီးသွားမယ်ဆိုငါတို့ကိုလည်းပြောမှာပေါ့ကွာငါတို့လည်းလိုက်မှာပေါ့ဟာဘယ်ရတာခီးသွားဖို့ရမှာလေဟငါအိမ်မွားကနေနှိမ့်ချခံလိုက်ရလို့ဟာအားလုံးကအံအားတင်သွားကြပြီမိမိုင်းကလည်းအံဝန်းစွာနေမင်းလိုက်တယ်ဘာအိမ်မွားကနှိမ့်ချခံလိုက်ရတယ်ဟုတ်လားနှိမ့်ချခံရလောက်အောင်ကြည့်မင်းကဘာမှမဟုတ်ကျွလုံမီလို့လေကွာဖို့တူမင်းပြောင်းနေရလေကြာပြီနော်မဟုတ်တာတွေလုံနေရလားမဟုတ်ပါဘူးကွာငါပြောင်းနေရအင်အားကြောင့်လေးကိုအဖော်ပြုကစားနေလို့ပါ နှိမ့်ချခံလိုက်ရလေငားကြောင်ပဲမင်းကြောင်လေးကိုမွေးစားထားတဲ့အကြောင်းနဲ့ပဲနှိမ့်ချခံလိုက်ရလားအေးကွာမင်းမေကလေပြိဿန်လေးတွေမချစ်တဲ့ဘူးဆိုခတ်တယ်ကွာမဟုတ်ပါဘူးဗျာကျုံနှိမ့်ချခံလိုက်ရတာကျုပ်ကသူ့သားကိုဆူလိုက်လို့တဲ့အမေကိုယ်တိုင်အိမ်မွားနှိမ့်ချလိုက်တာဟာဘယ်ရသူ့သားလဲမင်းမေရဲ့သားမင်းမေမဟုတ်ဘူးလားကွာအခုမဟုတ်တော့ဘူးဗျာအိမ်ကကြောင်လေးကလေသူ့သားဖြစ်သွားပြီနမေတော်ပေးထားသေးတယ်ဖိုးရွှေဝါတဲ့သူ့သားကငါကြောင်လေးကိုကြိုက်နေလို့ စိတ်လိုပြီးစူးလိုက်မိတာကွာအဲ့တော့မိသားစိတ်ကောက်သွားရောအာနေမီယာသူ့သားကိုစူးတဲ့ငါ့ကိုအိမ်မွားချက်ချင်းကိုကန်ချလိုက်တော့တာဟိဟာဗိုလ်သူစကားကြောင့်အကောင်လုံးကမယုံကြည်နိုင်စွာနဲ့တန်းတော်ဖြစ်သွားကြရှာရင်